အတရားစကံပြီးသွားတယ်ဟာသူ့မှာဗိုက်သားရေဟိုယောဂတော့ပျောက်သွားတာမဟုတ်စိတ်ထဲမှာတော့တက်တောင့်တက်တာဖြစ်လာတယ်။အော်ငါအာကိုရာကဒီတရားပဲ။အတက်လား။အိမ်ရောက်ပြီးပုံမှန်အထုတ်တယ်တရက်တရက်သုံးချိန်အထုတ်တယ်။မနေ့ကအေယထနေ့လယ်နေခင်းညအေယဝင်တခါတည်းအိမ်မပြောဘူးစဉ်ဒီတရားကိုပဲပိတ်တယ်။အပြူပြီးတော့ဒီတရားလေးကိုပဲရှုမှတ်တယ်။တရားမထရမ်းရင်သူ့ဘဝဟာ နေလို့ထိုင်လို့မကောင်းဘူးတရားထိုင်တော့မှအာကြည့်တယ်လို့ခံစားရတယ်တဲ့ဒါသူ့ရဲ့ခံစားချက်ကိုသူကိုယ်တိုင်ပြောပြထားတာတရားမထင်ရရင်နေလို့ထိုင်လို့မကောင်းဘူးတရားထိုင်မှနေလို့ထိုင်လို့ကောင်းတယ်ဒါပါလေစိတ်ထားတာစိတ်ရဲ့ခွန်အားဓမေစားတဲ့ခန္ဓာကိုခွန်အားတရားလေးထိုင်လိုက်တယ်စိတ်ခွန်အားအခုအသက်48နှစ်ရှိသွားပြီ မသေးသေးဘူးတဲ့ အဲ့ဒါပြိလဲစိတ်ဆွမ်းအင်းနဲ့ခုတာအဲ့ဒီစိတ်ဆွမ်းအင်းဘယ်ကရဘာဝနာကရတာဘာဝနာဆိုတာပါလေကောင်းတဲ့အာယုံတစ်ခုကိုစူးစိုက်ပြီးတော့မှတ်တာဂုံတော်ပွားများနေကြဆိုရင်ဂုံတော်လေးပွားများလိမ့်ဝင်လေထွက်လေရှုမှတ်နေကြဆိုရင်ဝင်လေထွက်လေကိုရှုမှတ်လိုက်ဒါဆိုရင်ပါလေကိုယ့်ရဲ့စိတ်ကလေးကငြိမ့်လာတယ်ငြိမ့်လာရင်ပါလေတမာရီပဲတမာရီအားကောင်းလာပြီးစိတ်မှာပါလေစွမ်းအင်းနေကြည်လာပြီ ရစွန့်ရင်ဘယ်ကရလဲဘာဝနာကရတာအဲ့ဒါစိတ်ရဲ့အာဟာရပဲအခုအသက်40ရှစ်နှစ်ရှိသွားပြီဆရာကဒီကင်ဆာရှိရကိုတော့မသွင်းဘူးဆိုရင်ညတရားလိုက်မယ်အလွန်ဆုံး၄ငလပဲဆိုပြီးတော့ဒီလိုကိုပိသက်ရပြောပြီးတော့ဒီဆေးကိုသွင်းဖို့ဆရာဝန်ကတိုက်တွန်းတယ်လက်မခံခဲ့ဘူးအဲ့တော့စိတ်စွန့်ရင်နဲ့ကုလိုက်တယ် ဒီတရားကိုပဲအာပြုပြီးတော့ဗိဒ္ဓရေဒီတရားကိုပဲမှတ်လိုက်တဲ့အခါမှာအခုအသက်48နှစ်ရှိသွားပြီမသေးသေးပါဘူးအဲကြောင့်ယောဂဖြစ်တဲ့အခါမှာခြေဝါးနဲ့ကုသရတာရှိတယ်လို့စိတ်ဆွမ်းအင်နဲ့ကုသရတာလည်းရှိတယ်တခုတည်းကိုပဲဗိဒ္ဓရေနော်ဟာစီဆိုရင်စီဟာဓမ္မမௌရိစိတ်ဆွမ်းအင်မှာစိတ်ဆွမ်းရင်ဒီလိုတော့မရဘူးမြတ်စွာဘုရားတော်တခါတည်းပါလေခြေဝါးနဲ့ကုရတခါတည်းပါလေစိတ်ဆွမ်းအင်နဲ့ကုရ အဲ့ဒီနှစ်ခုကိုဘိဒတ်ရဲ့ဟန်ချက်ညင်ညင်တင်သုံးမယ်ဆိုရင်နေတဲ့အခိုက်အတန့်မှလည်းနေပြောမယ်၊သေတဲ့အခိုက်အတန့်မှလည်းသေပြောတယ်။အဲ့တော့ခန္ဓာဆိုတာယထားရင်ဘိဒတ်ရဲ့ယောဂဆိုတာရှောင်လို့ရမလား။အဲ့ဒီယောဂဖြစ်ပြီးဟေးဆိုရင်ကုမပါလေတွန်းလှန်နိုင်ဖို့အရေးကြီးတယ်။ယောဂပျော့ဖို့အဓိကမဟုတ်ဖဲနဲ့အော်ဒီခန္ဓာယထားရင်တော့ဒီယောဂကြုံရမှာပဲ။နောက်ထပ်ခန္ဓာတွေခန္ဓာတွေမရဖို့ ဒီဒုက္ခတွေချုပ်ငင်းမှုတွေငါတို့အာပြုရမှာကဒီတရားပဲလို့ဒါလေးနှလုံးသွင်းဆင်ခြင်ရအဲ့တော့စိတ်ဆွမ်းအင်နဲ့ယောဂကုထုရှင်းဝါနဲ့ကုသကတော့ဘိသိနော်ဆရာဝန်ကြီးအများကြီးရှိတခါတည်းဘလို့မှကုလို့မရဘူးဆိုရင် စိတ်ဆွမ်းအင်နဲ့ကုသပေးပါစိတ်ဆွမ်းအင်ဘေကယဘာဝနာကယအဲကြောင့်ဘာဝနာဆိုတာပါလေစိတ်ရဲ့အာဟာရလို့မှတ်ထား တော့နေတဲ့အခိုက်အတန့်မှာနေပြောဖို့တည်တဲ့အခိုက်အတန့်မှာတည်ပြောဖို့ပဲဒီတရားလေးကိုအပြုရမယ်။ဒါကြောင့်မြတ်စွာဘုရားကမိန့်ခဲ့ဓမ္မတိတိဒုက္ခတိတိဝိပါဒံနေနာစေတ္တာအရိယဘဝေတိနေဓမ္မေတရာဓမ္မတိပန္တိတော်ဓမ္မပိတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည် ဓမ္မတိတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်ဟာဒုက္ခချမ်းသာစွာတည်တည်နေရတဲ့ဓမ္မတို့ကြောင့်ပန္တိတော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်တရားခခတိဓမ္မိတရားမာရမတိမွေလျော်လေတော့ဤဝိပဒန္နေနာကြည်လင်နေစေတတစိတ်ထားဖြင့်ဓမ္မပိတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဒုက္ခချမ်းသာစွာတည်တည်နေရတဲ့ ယောဂဖြစ်ရင်လည်းအဲ့ဒီယောဂကိုပါလေခုခံနိုင်စွမ်းရှိယောဂမဖြစ်ရင်လည်းသိတတ်ရဲ့တောကရိပရိဒီဝရိဆိုရင်လည်းတောကငိုကြွေးတဲ့ပရိဒီဝအဲ့ဒါတွေကိုပါလေတားဆီးနိုင်စွမ်းရှိအဲ့ဒါပါလေဓမ္မတဏိဘာဝနာဘာဝနာဆိုတာပါလေစိတ်ရဲ့အာဟာရဒါဓမ္မတို့ကြောင့်ပန္တိတော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်တရားခကတိဓမ္မေတရားမာဓမ္မတိမွေလျော်လေတော့ဤ ဣတိဤသို့ဘဂဝါဘုန်းတော်ကြောင့်မသက်ခင်မြတ်ရှင်ကိုရောမြတ်သည်ဂတိတိကောင်းစွာမဲ့တွင်မိန့်ကြတော်မူခဲ့ပါပေတည်း